လက္ခဏာနဲ့ပတ်သက်ပြီးလေးလောင်မိတဲ့ချက်တွေပြောပြခြင်းပါနေပထမဆုံးပြောပြခြင်းတာကတော့ဝင်ငွေလမ်းကြောင်းနှမျိုးထက်မနည်းရှိသူပါဝင်ငွေလမ်းကြောင်းနှမျိုးထက်ရှိတဲ့သူတွေဟာသူတို့မှာလက္ခဏာမျိုးကပေါ်ပြနေပါတယ်ဘယ်လိုမျိုးလက္ခဏာချက်လက်တွေကဝင်ငွေလမ်းကြောင်းနှမျိုးထက်ရှိတာလဲကြည့်အောင်ဗျာမိတ်ဆွေရဲ့လက်ပုံစံမှာနံပါတ်1ညာလမ်းကြောင်းနှစ်ခွဖြစ်နေလား ံပါတ်1ကံလန်းချောင်း2ချောင်းပြန်နေလားနံပါတ်3တနင်္လာကျိုးကမှာလမ်းချောင်းတူလေးတွေ3-4ခုပြန်နေလားကံလေးကောင်းလို့ရေချင်းရှိပေမဲ့ပြင်းတက်တယ်လို့အချိန်လဲဆွတ်တက်တဲ့အတွက်တန်မာထက်နိုင်ငယ်အစဉ်ပြေုံနဲ့ဘဝမှာတင်းတဲ့ရောင်ရည်တက်ပါလေဝရိယအစပိုင်းမှာသာကောင်းပြီးအချိန်ကြာလာတဲ့မြတ်အားစားထုတ်မှုနည်းလာတာမျိုးပါ ဒီလိုခုပြောခြင်းတဲ့ချက်တွေသာပြုပြင်မယ်ဆိုရင်ဝင်းဝေးတွေများစွာရှာဖွေနိုင်ပါလိမ့်မယ်အခုပြောတဲ့အချက်၃ခုကမှညာလဲကြောင်နှစ်ခွာဖြစ်သူကြောင့်ရင်ပြောခြင်းနဲ့ဗျညာလဲကြောင်ဆိုတာကတနည်းအားဖြင့်ဥကောင်းလမ်းကြောင်လို့လည်းဆိုပါတယ်ဥကောင်းလမ်းကြောင်နှစ်ခွာဖြစ်သူဟာဉာဏ်စွမ်းဉာဏ်ရင်ထက်မြက်တယ်အလုံးနှစ်ခုမကလောဝတ်တတ်တယ် ဝင်ဝင်နှစ်ခုမကရတယ်ပေါ့ဗျာဒါပေမဲ့မကောင်းတဲ့အချက်ကကြတော့ဘလို့ဖြစ်နေလဲဆိုတော့ဆုံးဖြတ်ချက်မပြတ်တော့ဘူးတခုခုဆိုရင်လုံရင်ကောင်းမလားမလုံရင်ကောင်းမလားပစ္စည်းဝယ်မယ်ဆိုဟိုဟာရွေးချယ်ရလို့ဒီဟာရွေးချယ်ရလို့မြဲတဲ့နှမျိုး꽌နေတတ်တယ်နှမျိုးနှမျိုးစိတ်ထဲမှာဖြစ်နေတတ်တယ်ယတိပြတ်မဆုံးဖြတ်တတ်ဘူးမဆုံးဖြတ်နိုင်ဘူးနောက်ပြီးတော့ရှေးတိုးနှောက်ဆုပ်လဲလှုပ်ချင်တဲ့ဆန္ဒရှိတယ် ဒါကဥကောင်းလမ်းကြောင်းနှစ်ကြောင်းပါသူတွေပါကံလမ်းကြောင်းနှစ်ကြောင်းပြန်သူတွေကံလမ်းကြောင်းနှစ်ကြောင်းပြန်သူတွေကလည်းအဲ့ဒီလိုပဲဗျအလုံးနှစ်ခုမကလောက်ရတတ်တယ်ဝင်းငွေလမ်းကြောင်းနှစ်ခုရှိတယ်တချို့ကံလန်းကြောင်ကတော့နှစ်ကြောင်မပြောင်းဘဲနဲ့မူလပင်မကံလန်းကြောင်ကြီးကိုနောက်ထပ်ကံထောက်လန်းကြောင်တစ်ခုကထောက်ပံ့ပေးထားတာမျိုးပြ။ဒါဆိုရင်ဘာလဲဆိုတော့မိษွေအနေနဲ့ကံကြမ္မာရဲ့အထောက်ပံ့ကောင်းရတယ်။နောက်ွယ်ကလည်း ကိုညီထောက်ပံ့ပေးသူရှိတယ်ဆိုတော့လက္ခဏာအမှတ်သားပါကံလဲကြောင့်နှစ်ကြောင်းပြန်နေတဲ့အမှတ်သားပေါ့ဗျာဒီလိုလူမျိုးတွေကလည်းအဲ့တိုင်းပါပဲကံလဲကြောင့်နှစ်ကြောင်းပြန်နေတဲ့အတွက်ကြောင့်လှုပ်ချင်စိတ်တွေကများနေတယ်ဟိုကလည်းလှုပ်ဒီဟာလည်းလှုပ်အလုံးမျိုးစုံလှုပ်ဘာတစ်ခုမှလည်းတေချာရှိရမအောင်မြင်တဘူးဒါကြောင့်ကံလဲကြောင့်နှစ်ကြောင်းပြန်ပြီးမဲ့အလုပ်ကိုတေချာရခရူးဆိုင်အောင်လုပ်ရင်တော့အောင်မြင်နိုင်ပါလိမ့် နောက်တစ်ခုကလက်သက်ကြွယ်အောင်တနင်္ဂနွေကြိုပေါ်မှာလမ်းကြောင်းတူလေးတွေကတကြောင်းလေးရှိတာပဲကောင်းပါလေတကြောင်းမှာနောက်ထပ်ကန်ထောက်ကူလမ်းလေးရထိနေပို့ကောင်းပါလေအဲ့ဒီလိုမှမဟုတ်ဘဲနဲ့သုံးလေးခုပြန်နေငွေတော့ဝင်ပါရဲ့ဒါပေမဲ့လောက်ချင်တာတွေကဟိုဆက်ဆက်ဒီဆက်ဆက်တွေဖြစ်နေတတ်တယ်ဒီလိုလူမျိုးတွေဟာအချိန်လေးဆွတ်တတ်တယ်အစအရင်ကောင်းတယ်ဒါပေမဲ့အနှောင်းမတည်ကြပါဘူး ဒါကြောင့်ကိုယ့်ရဲ့လက်မှာအခုပြောတဲ့လက္ခဏာအမှတ်အသားတွေပါမယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့စူးစမ်းပါနောက်ပြီးတော့မကောင်းတဲ့အချိန်ဆွဲတက်တဲ့အကျင့်ပြင်းကြီးတက်တဲ့အကျင့်ဟိုလိုလိုဒီလိုလိုဘာရွေးချယ်ရမှန်းမသိတဲ့အကျင့်ဒီလိုအကျင့်တွေကိုပြင်မယ်ဆိုရင်မိတ်ဆွေအနေနဲ့ကံကောင်းမှုအောင်မြင်မှုတွေပတ်စံတည်တာရလာမယ်လို့ပြောချင်ပါတယ်နောက်တစ်ခုကိုပြောချင်တယ်ဗျာ လူတယောက်ချမ်းသာတော့မယ်ဆိုရင်ဘလို့လက္ခဏာမျိုးတွေပေါ်လာတက်လဲအာယုံခံဆောင်မှုကောင်းသူတွေဆိုရင်ဒီလိုလက္ခဏာတွေကြိုတင်ခံစားပါလေမိတ်ဆွေရဲ့လက္ခဏာမပြောင်းသေးတော့ညာလည်းပဲ ကိုယ်စိတ်ထဲမှာတိတိတတရှင်းလင်းလာပြီကိုဘာလုပ်ရမလဲဘလို့နေထိုင်တာကိုယ့်အတွက်အကောင်းဆုံးဖြစ်မလဲငါဘဝရှိတယ်လံဘလို့လုပ်ရင်ကောင်းမလဲဒီလိုမျိုးရှိရှိလေးသိလာပါတယ် အတိတ်ကစိတ်ဓာတ်ရဘလောက်ပဲရှိပါစေအခုအချိန်မှာကိုယ့်ဘော်ဒီစိတ်ဓာတ်တွေကလုံးဝမလွန်မိုးနိုင်တော့ပဲလူကနေထိုင်ရတာလမ်းဆက်လာပါလိမ့်မယ်တင်ငယ်မှုရှက်ကြောက်မှုတွေလဲရမယ်တဲ့အလိုနေဘာမှဆိုရင်ဆိုင်နိုင်တဲ့စိတ်တွေဖြစ်ပေါ်နေပါတယ်ဘဝမှာနေရထိုင်ရတာပုံပြီးတိတ်ပဲရှိလာတယ်ဒီချက်တွေကိုယ်မှာဖြစ်လာပြီဆိုရင်တပြိုင်တည်းကိုယ်လက္ခဏာမှာလက်အယောင်သွေးတိတိတသာကောင်းမွန်လာပါလိမ့် လက်ဖွာလက်ရည်စာတန်ရှင်လာတယ်။အပြစ်အနာစာတွေယောနေလာတယ်။နောက်တစ်ချက်ကသေးနက်အာကောင်းတဲ့ကံလဲကြောင်းနဲ့အောင်မြင်လဲကြောင်းဖြစ်ပေါ်နေတဲ့အသက်ပိုင်းချမ်းမှာရောက်နေတယ်။ဒီလိုပြောင်းလဲမှုတွေဖြစ်ပြီးဆိုသိကြပါလေ။မိတ်ဆွေအနေနဲ့အခုထက်များစွာမြင်မာတဲ့ဘဝအခြေအနေနဲ့ဝင်ဝင်ကိုတစ်နှစ်ကနေသုံးနှစ်တွင်ရရှိပြီးကြီးပွားချမ်းသာမဲ့လက္ခဏာလေးပွာလာတတ်ပါလေ။တချို့သူတွေကဒီအချိန်မှာအဆင်ပြေအစားပြုလာပြီး လောင်းကစားမိန်းမနဲ့ပျော်ပါလိုက်စားတာခက်စိတ်စိတ်ပြုလုပ်ရတဲ့အခါမှာတော့သူတို့ရရှိမဲ့အောင်မြင်မှုတွေအရှိန်အဝါတွေမေးမိန်ကြာဆင်းသွားတတ်ပါလိမ့်ကိုလိုချင်တဲ့ဘဝအခြေအနေတစ်ခုရရှိပြီးဒီအခြေအနေကိုထိန်းသိမ်းနိုင်တဲ့နေထိုင်တစ်ခုမရောက်ခင်အထိစိတ်လွတ်ကိုယ်လွနေထိုင်ပျော်ပါခြင်းမျိုးရှောင်ရပါမယ်ဘဝအတွက်တန်ဖိုးရှိသောခြေကို၃နှစ်တွင်အကောင်းဆုံးဖြစ်အောင်နေထိုင်ကြိုးစားပါတခြားလူတယောက်လိုအားလုံးပြောင်းလဲသွားပါလိမ့်မယ်မိတ်ဆွေအနေနဲ့ လက်ယုံသွေးသိကိတာကောင်းမလားဆိုတော့ဘယ်လိုလဲဆိုတော့ဗျာအိတ်ဆွေရဲ့ငကုမူလလက်ကသွေးမရှိသလိုဖြော့တော်နေတယ်နောက်ပြီးတော့အေးဆက်နေတယ်အဲ့ဒီကနေပြီးတော့ပုံစံပြောင်းနေလာတယ်တချို့လက်တွေကတော့အဲ့ဒီလိုမဟုတ်ဘူးဗျာဖြော့တော်နေဟိုနဲ့အမဲရောအနက်ရောဘက်ကိုတန်းနေအဝါရောဘက်ကိုတန်းနေအကုန်းဆုံးပုံစံကတော့ပန်းစီရောဘက်ကိုတဖြည်းဖြည်းတန်းလာတာပါလက်ယောင်တွေသိတာကောင်းလာတာပါ လက်ကအေးဆက်နေတာကလည်းတဖြည်းဖြည်းနဲ့နှွေးထွေးလာတာပါဒါဆိုကောင်းတဲ့ပြောင်းလဲခြင်းပါနောက်ပြီးတော့လက်ဖွာလက်ရည်စာတန့်ရှင်းနေဆိုတဲ့ချက်ကလက်ဖွာလက်ရည်စာရှုပ်ထွေးလို့မကောင်းဘူးဗျဘဝမှာရှုပ်ထွေးရတဲ့ပါလေပညာရေးကျမ်းမာရေးလူမှုရေးစီးပွားရေးအခြေရေးအကုန်ရှုပ်ထွေးရတဲ့ပါလေလက်ဖွာလက်ရည်စာကတန့်ရှင်းလေကောင်းလေပါအဲ့တော့ကိုယ့်ရဲ့လက်ဝါးပြမှာမလို့အပ်တဲ့လမ်းကြောင်းတွေတဖြည်းဖြည်းနဲ့ပပျောက်ပြီးတော့လက်ရည်စာကောင်းလာတယ်။နောက်ပြီးတော့ အပြစ်အနာစာနေထားတယ်ပေါ့ဗျာနောက်ပြီးတော့ကိုယ့်ရဲ့ဘဲအသက်အရွယ်မှာကံလန်းချောင်းကအကောင်းဆုံးခြေနေရှိနေတယ်ဆိုတာတကယ်နားလေတကြွတဲ့လက္ခဏာဆီအနဲ့ပြကြည့်ပါအဲ့ဒီလိုအသက်ပန်းချောင်းချောင်းနေရင်တော့ပြောင်းလဲမှုတွေကောင်းလာပါလိမ့်မယ်လို့ပြောချင်ပါလိမ့်နောက်ထပ်လက္ခဏာလန်းချောင်းတစ်ခုကိုလည်းပြောချင်တယ်ဗျဒါကပါလဲဆိုတော့ လူများရဲ့ချစ်ခင်လေးဆောင်မှုကိုလွယ်လွယ်ကူကူရရှိသူများပါလူကြီးရှင်ရဲ့အများထက်ထင်ပေါ်နေတတ်တယ်လူများထက်ရေးပေးလေးဆောင်မှုခံရခြင်းဟာကာယကရှင်ရဲ့အခြေအနေကာလအရာစမ်းတက်နေတဲ့အချင်းဖြစ်ပါတယ်တချို့ကတော့မွေးရပါလက်ဆောင်တစ်ခုနဲ့ပါလာတတ်ပါတယ်တီးတဲ့လှုပ်ဆရာမလို့ပဲနဲ့ဖုံးတကူတူခုပါလာတာမျိုးပါသူ့ကောင်မှာပင်ကိုကြက်တည်အကြီးတန်းမျိုးရှိနေပါတယ် လူများနဲ့နိုင်ရှင်ရှင်းလင်းထင်းလင်းနေတယ်ဒါကရုပ်ချောခြင်းမချောခြင်းနဲ့မဆိုင်ဘူးဗျအသားပြုခြင်းညိုခြင်းနဲ့မဆိုင်ဘူးသူတို့ကြည်အောင်နဲ့ထူးထူးခြားခြားယူကြည်ကောင်းနေတတယ်ဒီလိုဖုံးကံမျိုးကောင်ငယ်စဉ်ကျောင်းနေပြန်မှာစဘဝနောက်ပိုင်းအခြေအနေအရေးရမှာပါအကျိုးပြုပါလိမ့်ဒီလိုလူတွေမှာခုပြောခြင်းတဲ့လက္ခဏာအချက်တွေပါတယ်ဗျဘာလဲဆိုတော့ climate sign ပါရှိတာ တနင်္ဂနွေကြိုကုံလက်သကြောင်းမှာအပိုလိုရင်းအပြည့်ဖြစ်စေတပိုင်းတစားဖြစ်စေပါရှိတာမျိုးပါထူးခြားတဲ့တကူကဒီလိုဖုံးကပ်ပွင့်လန်းမှုကလူများချစ်ခင်လေးစားမှုမျိုးကိုအလိုလျောက်ရရှိနေပေမဲ့ပစ္စုပန်ကန်တရားဖြစ်တဲ့ကိုဘဝနေစဉ်ဖြစ်တတ်မှုတွေမှာကြံတန်းတဲ့စကားတွေဆိုမယ်မနာလိုဝန်တိုစိတ်တွေများမယ်ကိုယ်တိုင်လည်းမစင်မချင်နေမယ်ဆိုရင်တော့ကို့မှာရှိတဲ့ဖုံးချက်တွေတစားတစားလျှော့ချသွားတတ်ပါလေလောကဓမ္မသဘောကို ်ဘယ်ကောင်းမှုနဲ့ကံတရားမှမလွန်ဆန်နိုင်ပါဘူးအကုသိုလ်စိတ်ကအမြဲမကောင်းကျိုးပဲဖြစ်ပေါ်စေပါလေအခုမိမိရဲ့လက်မှာ climate ဆိုင်ပါလားတင်းငွေကြိုကုန်ပါအပိုလိုရင်းတင်းငွေလက်စွပ်ပါလားလိလာကြည့်ပါ climate ဆိုင်ဆိုတာကတော့တခြားမဟုတ်ဘူးဗျလက်ညှိုးအောက်ကြာတာပတိကြိုကုန်ပါချက်ချင်းအမှတ်သားကျဲအမှတ်သားပါတော့ပြောခြင်းဖြစ်ပါလေ လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြတာပါနားဆင်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ